ညာထူပွေကြီးမှာတော့အဲမွေကိုမလေးစားပဲမနေနိုင်ဘူး။လွေးလင်းထက်ကနိုင်ပဲနိုင်တာအလောက်တက်တီဖြောဖြေးမှုမပေးနိုင်ဘူး။ညာကအဲမွေနဲ့အစရေ USA Fighter ကိုနီရဲ့ဘွဲကိုကြည့်ရတာက Rotten နဲ့ Super Lay ရဲ့ဘွဲကိုကြည့်ရသလိုပဲဗျာ။တောင်းရှောက်ကိုကောင်းနေတာဗျာနော်။အဲမွေဟာအဲ့ဒီဘွဲမှာတတော်လေးကိုလေးစားထိုက်ပါရဲ့။ လောက်သွေးရဲ့အလိမ့်လိမ့်ထွက်နေတာတော့လုံးဝကိုလက်မလျှော်ပေးနဲ့သူဟာဘလို့အဆင့်မျိုးဖိုက်တာလေးဆိုတော့ကိုချပြသွားခဲ့တာပဲဖြစ်ပါတယ် MU ရဲ့ game plan တွေအကုန်လုံးကမှန်ကန်ပါတယ် The Fat Fighter ကအတော်လေးကိုကောင်းလုံးနေလို့ပါ Gordon ဟာအသက်18နှစ်အရွယ်ဆိုပေမဲ့ဟိုးငငယ်လေးကလေးကနေမွေထိုင်ရော kiss boxing ရော boxing ရောအကုန်လုံးကိုစောလာရည်သူဖြစ်တယ်တကယ်တကယ်မလေးစုတွေပတ်ယူနေတဲ့သူကမ္ဘာ့အဆင့် fighter ဖြစ်တယ်နော်အလောက်တက်တိကိုအများတကာကပါရမီရှင်လို့သတ်မှတ်ထားကြတယ် အလားလာကောင်းတဲ့ fighter မျိုးပါ Rotando Super Leto နဲ့တော့ရှင် fight နိုင်တဲ့သူ ဖြစ်နေပါပြီအဲ့ဒါကိုအမ်မွေကအပြတ်အသတ်ကိုစောပြသွားခဲ့တာကိုတွေ့ရပါတယ်ဒီဘက်မှာအမ်မွေကတစ်ချက်လွတ်သွားတာပေါ့လေ Gordon ရဲ့တထောင်ရိုက်ချက်နဲ့မြေခုံကွဲသွားပြီးသွေးတွေအလိမ့်လိမ့်ထွက်တယ်ဒါကြောင့်မလို့ဘွဲအတွင်းနည်းနည်းလေးတွေးထွက်လွန်နေရဖြစ်တဲ့အတွက်မူးနောက်နေပုံရရတယ်ဒါပေမဲ့အမ်မွေဟာမြမားဆိုတာဘာလဲဆိုတာကို ပြသသွားခဲ့တာပဲဖြစ်ပါတယ်ဘွဲ အစရိဖိုက်တာဂေါ်ရီတောင်တော်တော်လေးအဲမွေကိုရှိန်သွားပုံရရပြဒါလို့တွေးတွေအလိမ့်လိမ့်ထွက်နေတာတော့သူ့ကိုအစီစော်ပြသွားတာနော်လုံးဝကိုကြမ်းတာဗျအခု YSU ဖြစ်တဲ့ Chatry တောင်အဲမွေကိုချီချူသွားခဲ့တာကိုတွေ့ရပါတယ် Chatry ကအဲမွေရဲ့စွမ်းဆောင်ရည်ကလုံးဝကိုအောင်းအောစရာကောင်းပါလေတဲ့ညကအဲမွေလုံးပြသွားခဲ့တာကကြားတကောင်လူပါပဲဆိုပြီးတော့ချီချူသွားခဲ့တာဖြစ်ပါတယ်ဗျတကယ်လေးဟုတ်လေးဟုတ်ပါရဲ့အဲမွေကအဲမွေပါပဲဗျာ အဲမွေကညာတော့ကသူဟာဘဲစင်းရောက်နေတဲ့ fighter ဆိုတာကိုပြသလိုက်ပြီးလေဖြစ်ပါရီနောက်ဘွေးတွေအများကြီးရောက်ဖို့တော့အဲမွေထိုက်တန်ပါရီ